ိုကိုပို့ပြီးအရန်စစ်တာတော့မဟုတ်ဘူးကိုရဘာကိုရဲတည်ရမလားဘာကိုအချစ်နံပါတ်1နှလုံးသားရေးရနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့အချင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဘာမှဖြေရှင်းမှုတော့မရှိတော့ပါဘူးမမလေးလည်းအခုကိုကနေကိုပဲအလုပ်ကိုစူးစမ်းပြီးနေနေရဟိုဒီတက်ပို့ပြီးတော့ဟိုကို့မှာလည်းကိုပြီးပါပဲရှိရဆိုတော့မိဘကိုပဲပို့ပြီးတော့ဟိုထောက်ပံ့ခြင်းနဲ့အားကြောင့်အလုပ်တွေပို့ပြီးတော့စူးစမ်းလုပ်ဖြစ်နေရကျွန်တော်တော့ဘာမှထပ်မဖြေရှင်းကျင်တော့ပါဘူး အဲတတော်မများရလဲလေဟိုတတော်မာတို့အဲ့လိုမျိုးလာမေးကြရေပေါ့နော်မမဒီမမဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအဲဟီးလောက်ခဲ့လဲဘယ်လိုမျိုးကုစားခဲ့လဲဆိုပြီးတော့တတော်မများလာမေးကြရေအဲတကယ်တမ်းကျတော့ကိုယ်လည်းနှလုံးသားရှိရသူပဲပေါ့နော်ဘယ်သူကခံစားနိုင်ပါလဲလေဟုတ်တယ်မလားဒါမဲ့ဟိုဘယ်ရာမှမတက်နိုင်တော့ရဲ့အခါကြလို့ရှိရင်ဘယ်ရာမှဟိုဆွတ်ချလိုက်ရတာမျိုးရှိရဲအဲ့ခါကြလို့ရှိရင်ကို့အတွက်ကိုပဲကြည်ရတယ်ကွာဒီလားကို့ကိုပဲပို့ပြီးတော့ ချစ်နိုင်အောင်ပဲစ조사ရတယ်။ဟိုအဲ့ချိန်မှာကုတက်ကိုပြီးချစ်တဲ့ချစ်နိုင်အောင်조사နေရတဲ့အခါမှာအလုပ်ကိုပို့ပြီးတော့လုပ်ဖြစ်လာတယ်။ဟိုကို့ချစ်တဲ့မိသားစုတွေတငယ်ချင်းတွေဒါယူပို့ပြီးတော့အချိန်မေးလာအဓိကကို့ပို့ကို့ပျော်ဖို့ပေါ့နော်သိရမလား။ကို့ပျော်ဖို့ကပို့ပြီးတော့ရေးကြည့်ရဲ။နောက်တစ်ခုကကျတော့အိုအားလုံးပြောပြချင်တာကဟိုကိုယ့်ကိုလိုအပ်တဲ့ပတ်ဝန်းကျင်မှာနေပါလို့ပြောချင်တယ်ဟိုကိုယ့်ကိုလိုအပ်တဲ့ပတ်ဝန်းကျင်ကိုယ့်ချစ်တဲ့ပတ်ဝန်းကျင်ကိုယ့်လိုလားတဲ့ပတ်ဝန်းကျင် ဲ့ဒါအနေစင်းအမြင်ကိုယ့်ရဲ့ mental health ကိုဒါဂရုစိုက်ရလဲရောက်တယ်အဲ့တော့ကိုယ်မလိုအပ်တဲ့ပတ်ဝန်းကျင်မှာဘာလို့ကတ်တွယ်နေမှာလဲဟုတ်တယ်မလားအဲ့လိုကတ်တွယ်နေလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာဒုတိယအတွက်ဆိုတာစိတ် စိတ်သွားမှကိုပါတာလေစိတ်ကျမကြီးအရေးကြီးဆုံးပဲလေအဲဒါကြောင့်ကိုစိတ်ကျမကြီးအတွက်ကိုပဲကြည်ပါအားလုံးဒါမှားချင်တာလည်းပါတယ်ပေါ့နော်ဘာလို့ဆိုတော့ကိုကိုရံကလည်းကိုစိတ်ကျမကြီးကိုကိုမကြည့်ခဲ့ရသူဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာဘာပဲလှုပ်လှုပ်ဘာပဲတွားတွားဘာပဲစားစားပေါ့နော်ကို့အတွက်ကိုကြည့်ရဲကို့စိတ်ကျမ်းမာရုပ်ပဲအဓိကဦးစားပေးဖြစ်တယ်ဒီဟာလှုပ်ရင်ငါပြောမလားဒီဟာလှုပ်ရင်ငါအဆင်ပြေမလားအရင်တွေးပြီးမှပဲလှုပ်ဖြစ်တာများပါတယ်နှလုံးသားရေးရာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ အချိန်နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဘာမှဖြည့်ရှင်မှုတော့မရှိတော့ပါဘူးညီမလေးလည်းအခုကိုယ့်အနေကိုပဲအလုပ်ကိုစူးစမ်းပြီးနေနေရဲ့ဟိုဒီတက်ပို့ပြီးတော့ဟိုကို့မှလည်းကိုပြီးပါပဲရှိရဆိုတော့မိဘကိုပဲပို့ပြီးတော့ဟိုထောက်ပံ့ခြင်းနဲ့အဲကြောင့်အလုပ်တွေပို့ပြီးတော့စူးစမ်းလုပ်ဖြစ်နေရဲ့ကျွန်တော်တော့ဘာမှထပ်မဖြည့်ရှင်ကျင်တော့ပါဘူးဘယ်လိုပြောရမလဲအခုကတော့ ACC အေးကြမ်းမဲ့နေနေပါရဲ့ကိုယ့်အနေကိုဟိုတယောက်တည်းလို့လည်းပြောလို့ရပါတယ်အဲ့လိုမျိုးอ่ะ အခုကျတော့ဒီဇလန်တွဲကိုမရှယ်လေးရိုက်ဖြစ်နေတယ်။အညီမလေးကိုရိုက်ထားတဲ့ဒီ hip play နဲ့ MD phone နဲ့ရိုက်ထားတဲ့ဒီဇလန်တွဲလေးဆိုလည်းမကြခင်မှာထွက်တော့မယ်ဆိုတာလည်းတည်ထားရပေါ့နော်။အဲ့ဒါလေးအတွက်လည်းအခဲထားပါရဲ။ဟုတ်။အဲတော်တော်များများလည်းလေးကိုတော်တော်မာတို့အဲ့လိုမျိုးလာမေးကြရပေါ့နော်။မမဒီမမဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအဟီးလုတ်ခဲ့လဲဘယ်လိုမျိုးကုစားခဲ့လဲဆိုပြီးတော့တော်တော်များများလာမေးကြရဲ။အဲတကယ်တမ်းကျတော့ကိုယ်လည်းနှလုံးသားရှိရတူပဲပေါ့နော်ဘယ်သူကခံစားနိုင်ပါလဲဟုတ်တယ်မလားဒါပေမဲ့ဟို ဘယ်ရာမှမတက်နိုင်တော့တဲ့အခါကြလို့ရှင်ဘယ်ရာမှဟိုဆွတ်ချလိုက်ရတာမျိုးကြီးရှိတယ်။အဲ့ခါကြလို့ရှင်ကို့အတွက်ကိုပဲကြည်ရတာကွာဒီလားကို့ကိုပဲပို့ပြီးတော့ချစ်နိုင်အောင်ပဲစူးစမ်းရတယ်။ဟိုအဲ့ချိန်မှာကို့အတွက်ကိုပြီးချစ်တဲ့ချစ်နိုင်အောင်စူးစမ်းနေတဲ့အခါမှာအလုပ်ကိုပို့ပြီးတော့လုပ်ဖြစ်လာတယ်။ဟိုကို့ချစ်တဲ့မိသားစုတွေတငယ်ချင်းတွေဒါယူပို့ပြီးတော့အချိန်မေးလာအဓိကကို့ပို့ကို့ပျော်ဖို့ပေါ့နော်သိရမလား။ကို့ပျော်ဖို့ကပို့ပြီးတော့ရေးကြည့်ရဲ။နောက်တစ်ခုကကြတော့ ဟိုအားလုံးပြောပြချင်တာကဟိုကို့ကိုလိုအပ်တဲ့ပတ်ဝန်းကျင်မှာနေပါလို့ပြောချင်တယ်။ဟိုကို့ကိုလိုအပ်တဲ့ပတ်ဝန်းကျင် ကို့ကိုချစ်တဲ့ပတ်ဝန်းကျင်ကို့ကိုလိုလားတဲ့ပတ်ဝန်းကျင်အဲ့ဒါနေစင်းအပြင်ကို့ရဲ့ mental health ဒါဂရုစိုက်ရလဲရောက်တယ်။အဲ့တော့ကို့ကိုမလိုအပ်တဲ့ပတ်ဝန်းကျင်မှာဘာလို့ကတ်တွယ်နေမှာလဲဟုတ်တယ်မလား။ အဲ့လိုကတ်တွယ်နေလို့ရှိရင်ကိုယ့်ရဲ့စိတ်ကြမ်းမှဒုတိယအတွက်ဆိုတာစိတ်စိတ်သွားမှကိုပါတာလေစိတ်ကြမ်းမကြီးအရေးကြီးဆုံးပဲလေအဲ့ဒါကြောင့်ကိုစိတ်ကြမ်းမကြီးအတွက်ကိုပဲကြည်ပါအားလုံးဒါမှားချင်တာလည်းပါတယ်ပေါ့နော်ဘာလို့ဆိုတော့ကိုကိုယ်တိုင်ကလည်းကိုစိတ်ကြမ်းမကြီးကိုကိုမကြည့်ခဲ့ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာဘာပဲလှုပ်လှုပ်ဘာပဲတွားတွားဘာပဲစားစားပေါ့နော်ကို့အတွက်ကိုကြည့်ရဲကိုစိတ်ကြမ်းမကြီးကိုပဲအဓိကဦးစားပေးဖြစ်တယ်ဒီဟာလှုပ်ရင်ငါပျော်မလားဒီဟာလှုပ်ရင်ငါအဆင်ပြေမလားအရင်တွေးပြီးမှပဲလှုပ်ဖြစ်တာများပါတယ် ဟုတ်ဟိုကိုကိုပို့ပြီးအရန်စစ်တာတော့မဟုတ်ဘူးကိုရဲ့ဘာကိုရဲ့တည်ရမလားဘာကိုအချစ်နံပါတ်1အဲ့လိုမျိုးဆိုအရန်စစ်တက်တယ်ဘာကိုရဲ့စစ်တက်တဲ့အခါကျတော့ဘယ်လိုပြောရမလဲဟိုတဖက်လူပေါ်ကိုအရန်ကိုအဲ့လိုမျိုးပုံပေးတက်တဲ့အချင်းရှိရပေါ့နော်ဒါကိုရဲ့ဘာကိုရဲ့ဆိုတည်တယ်အရန်စစ်တက်တာအရန်အစွမ်းလန်းလန်းကြည့်ရစစ်လဲစစ်တက်တယ်ဒါမဲ့ဟိုဘယ်လိုပြောရမလဲဟိုအလေလက်လန်းစင်ကိုလိုက်နာအောင်စူးစမ်းနေရပါတော့ကိုစိတ်ကကျတော့အရန်နည်းနည်းအစွန်းရောက်တတ်တယ်ချစ်ပြီဆိုလဲအစွန်းမုံမိဆိုလဲအစွန်းရောက်တတ်တဲ့ခါကျတော့အခု အခုလက်ရှိဒီအလုပ်တွေလုပ်နေရတဲ့ဒီပတ်ဝန်းကျင်တွေမှာပုံပြီးထိတွေ့လာတဲ့အခါကျတော့အလေလက်မှာပဲတက်နိုင်ဆုံးနေနိုင်ကိုစူးစမ်းရပါတော့ခုနောက်ပိုင်းလည်းဒီအလုပ်တွေအပြင် commercial လုပ်ရတဲ့အခါကျတော့တချို့အရာတွေမှာဆိုလဲဟိုတိခတ်ရတာမျိုးကြီးရှိရဲ့ဟို senior junior ခဏတွေလည်းရှိသလိုဟိုဘာမှမဟုတ်တဲ့ခဏတွေလည်းတိခတ်ရတာပေါ့နော်သိရမလားအဲ့တော့ဟိုဘယ်လိုပဲဖြစ်ဖြစ်တိခတ်နာတွေကိုပဲဟိုဘသူပဲဘာပဲပြောပြောဘာပဲလာလာတိခတ်ပေးလိုက်တယ်အဲ့လိုပဲအခြေရေးပဲဖြစ်ဖြစ်မိသားစုရေးပဲဖြစ်ဖြစ်တိခတ်ပေးလိုက်တယ်ဘာပဲဖြစ်ဖြစ် စိတ်ထားတက်လာဟိုမထားတက်လို့ ਆ လဲမေး glow up ဖြစ်လာရယ်ဗောဒီအမလားအခုဆိုလို့ရှိရင်ကိုကိုပို့ပြီးလှအောင်နေရဲအဲကိုကိုစိတ်ချမ်းသာအောင်နေရဲအဲအဲ့လိုပျော်အောင်နေရဲဆိုတော့ဒီအမလားပို့ပြီးတော့ချောလာဗောအဲအချစ်ခံရတော့အဲ့လိုပို့ပြီးတော့လှလာဗောချစ်ပေးကြပါရယ်တော်တော်များများဟိုပြည်သက်တွေတော်တော်များများကိုဟိုတနာပြီးချစ်တဲ့သူတွေလည်းရှိရယ်ကိုအပိတဲ့သူတွေလည်းရှိရယ်ကိုဆိုမှတ်မိကြရယ်တခုခုဆိုလို့ရှင်လေမိတ်ဆက်လို့ရှင်ညီမကမီရီမောင်မာလို့ပြောလို့ရှင်အဲ့လိုညီမလေးကိုတိတ်တယ်လို့ပြောလို့ရှင်အယံဝမ်းတာတာ အဲ့ဘာအဲ့လိုမျိုးကကိုယ့်ကိုလေအဲ့လောက်ထိတီးကြမယ်လို့မထင်ထားကြဘူးပေါ့နော်အဲ့လိုတယောက်နဲ့ယောက်ဆားဆိုအဲ့လိုဘလွယ်ဖြစ်တည်ရလို့ပြောရင်ရောလေမီနီမွန်ကြောက်ဖို့ရလို့ပြောရင်တော့မှစိတ်ထဲမှာလေအရန်ဝမ်းသာဒီတက်ပို့ပြီးငါစူးစမ်းရမယ်ဆိုရယ်စိတ်ပို့ပြီးတော့အများကြီးဖြစ်မိရယ်ပေါ့နော်ကျေစင်မှုကြောက်ရနာမည်အရင်ပေါ့နော်အဲမီရီမာကြောက်အနုပညာနာမည်အမကျေစင်မှုဆိုရင်နာမည်နဲ့ကကြောက်တော့ဒီအနုပညာလုံးလို့တိတ်အစင်မပြေဘူးထင်လို့အဲကြောင့်မီရီမောင်ဆိုနာမည်ကိုချိန်ထားလိုက်တာဒါမဲ့ဟိုလူတွေကကျေစင်မှုပဲခေါ်နေတာဒါမဲ့ဟိုဒီအနုပညာနာမည်နာမည်ရိုက်ထိုးလို့ရှင်တော့မီရီမောင်လို့ထိုးတာပေါ့နော် အကုန်လုံးကတော့ချစ်တဲ့သူတွေကတော့ကျဲလို့ပဲခေါ်ကြတယ်။နမဲကအဲ့လိုဟဲ့ဟိုကျဲစမူလားမေရီမောင်လားနင်ကဘသူလဲ။နင်ကဘာနဲ့ဘန်လိုင်းမင်းနဲ့တုံးတာလဲဆိုတော့အဲ့ဒါတသက်နာတစ်ခုအဲ့ဒါလည်းရှိသေးတယ်။ပရိသတ်ဒီဘလူးရောင်ပြောမှမသိတော့မေရီမောင်လို့ပဲမှတ်ထားပေးကြပါလူပြောမှလည်းဒီတစ်ပုံပြီးတော့အများကြီးစူးစမ်းနေပါရဲ့အဓိကဟိုပရိသတ်တွေကိုလည်းဟိုဘောနော်ပြောချင်တာဟိုအဓိကစိတ်ပိုင်းဆိုင်ရာဘောနော်ညီမလေးလည်းအများကြီးအရန်ထပ်ပို့ပြီးတော့ဟိုရင်းကြောင်လည်းစူးစမ်းနေတယ်ဒီတစ်ပုံပြီးတော့ဟို စူးစမ်းနေဟိုအားလုံးအစီအမံအောင်စူးစမ်းနေရပါတော့အခုချိန်မှာတော့ဟိုပြည်သက်တည်းလဲစိတ်ပူတဲ့အချိန်မဖြစ်စေရအောင်စိတ်ပူအောင်လည်းမလုပ်ပါဘူးကျေးဇူးတင်ပါတယ်